င်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်ဧပြီလ9ရက်နေ့ Radio NUG ရဲ့မနက်ခင်းစီရီသတင်းကောင်းထုတ်ချက်များကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။တက်မမှုကိုတိုင်းကုတ်ကဲခဲ့တဲ့တက်မ89ရှေ့တန်းဌာနချုပ်ခြေပြူရာအင်းတော်မျိုးကိုပြည်သက်သိမ့်ပိုက်ရရှိကြောင်း NUG ကောက်ကွေးဝင်ကြီးဌာနကထုတ်ပြန်တဲ့သတင်းကိုတင်ပြပေးခြင်းပါတယ်။ 2025ခုနှစ်ဧပြီလ9ရက်နေ့ညပိုင်းမှာအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနအမတ်၁စစ်ဒေသရဲ့အစီအစဉ်နဲ့စစ်ကောင်စီတပ်မမှုကိုတိုင်းကုတ်ကဲတဲ့တပ်မ89ရှေ့တန်းဌာနချုပ်အခြေပြုရာအင်းတော်မျိုးသိန်းတိုက်ပွဲကို၈လကြာကြာဆင်နွှဲခဲ့ပြီးနောက်အပြစ်သက်သိမ်းပိုက်ရရှိခဲ့ပြီဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနမှတင်ပြထုတ်ပြန်ထားပါတယ်။ အင်းတော်မျိုးသိန်းစစ်စေးကြီးဟာရက်ရှည်တိုက်ပွဲတစ်ခုဖြစ်ပြီးအကြံဖက်စစ်ကောင်စီတပ်များအနေနဲ့စစ်ကူမရရှိခြင်းမြေပြင်မှလည်းနဲ့ရိတ်ခါထောက်ပို့ဆောင်ရွက်နိုင်မှုမရှိခြင်းထိခိုက်ဒေဆုံးမှုများပြခြင်းတို့ကြောင့်တော်လရင်တပ်ဖွဲ့များ၏ဖိအားကိုရေရှည်တောက်ခံနိုင်ခြင်းမရှိတော့ဘဲ၎င်းတို့နောက်ဆုံးခြေပြူရာဂျပန်လှိုင်ကူမှတပ်မမှုဦးဆောင်တဲ့အဖွဲ့ဟာဧပြီလ9ရက်နေ့ည9:00ချိန်ခန့်မှာစကန်းဆွလို့ဆုတ်ခွာသွားခဲ့တယ်လို့ဖော်ပြထားပါတယ်။အင်းတော်မျိုးသိန်းစစ်စေးကြီးကိုမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီး ဌာနအမတ်တေစစ်ဒေတာကုကဲမှုနဲ့ပြည်သူ့ကာကွယ်တပ်မတော် PDF ကတာခရိုင်အမတ်တေတရင်အမတ်နှစ်တရင်အမတ်သုံးတရင်အမတ်လေးတရင် ကတားခရိုင်အထူးလှုပ်ရှားတက်ခွဲ အမှတ်1အထူးလှုပ်ရှားတရင် SR1 အမှတ်30အထူးလှုပ်ရှားတရင် SR10 ပြည်သူ့ကာကွယ်ဖွဲ့အင်းတော်ပကဖာပြည်သူ့ကာကွယ်ဖွဲ့ဗမောက်ပကဖာပြည်သူ့ကာကွယ်ဖွဲ့ကတားပကဖာပြည်သူ့ကာကွယ်ဖွဲ့ကတားခရိုင်ပကဖာအမှတ်2ရွှေဘိုခရိုင် ကုကေကြီးပြည်ဦးလင်ခရိုင်အမှတ် 909 910 910တရင် ပြီးရင်လင်ခိုင်အမှန်12တရင်ចောင်းသားတက်မတော် ABSDF တရင်7014ကချင်လွတ်လပ်ရေးတက်မတော် KIA တက်မဟာကိုမအထူးစစ်ကြောင်းမုံညင်း KPDF ကလေးခိုင်အမှတ်30တရင် Rocket တပ်ဖွဲ့ drone ပူပေါင်းတပ်ဖွဲ့ MOD drone force ABSDF K2 SR1 အမှတ်1849 drone တပ်ဖွဲ့ကမ်ဘလူခိုင် drone တပ်ဖွဲ့ကတာခိုင်လက်နက်ကြီးအဖွဲ့ငင်းချန်ခိုင်ကွန်မန်ဒိုတပ်ဖွဲ့တို့ပူးပေါင်းပါဝင်ခဲ့ကြကြောင်းသိရှိရပါတယ်။အင်းတော်မျိုးသိန်းတိုက်ပွဲမှာဟာဝေဇာနှစ်လက်၊120မမနှစ်လက်တို့ပါဝင်လက်နက်ကြီးလက်နက်ငယ်နဲ့ခေယံမီကြောင်မြောက်ပြသိန်းစီရရှိခဲ့ကြောင်းကနဦးသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။ တိုက်ကြီးကပါစာစတိတိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးသေဆုံးခဲ့ပြီး16ဦးဒဏ်ရာရရှိခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးကြပါမယ်။ ရန်ကုန်တိုင်းတိုက်တီမြို့နယ်ရှိစစ်ကောင်စီရဲ့ MS-17 ကာကွယ်ပစ္စည်းစက်ရုံကပါစာစက်တစ်ကိုတာဝေးပြစ်မစ္စိုင်းတုံးများနဲ့ပစ်ခတ်တိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးသေဆုံးခဲ့ပြီး16ဦးဒဏ်ရာရရှိခဲ့တယ်လို့ Urban Special Operation USO ကလည်းသတင်းထုတ်ပြန်ထားပါတယ်။ April 4ရက်နေ့ညပိုင်းကကပါစာစက်တစ်ကိုတာဝေးပြစ်မစ္စိုင်းတုံးသုံးလုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာအတွင်းဖျဲသည့်သတင်းပေးများရဲ့သတင်းပေးပို့ချက်အရသိရှိရတဲ့ထိခိုက်မှုအခြေအနေကိုထုတ်ပြန်လာခြင်းဖြစ်ပါ ါတယ်။တိုက်ခိုက်မှုတွင်လက်နက်ငယ်ဆက်ယုံပျက်စီးခဲ့တယ်လို့ရိခာကိုတောင်ခေယန်ကိုတောင်မိလောင်ပျက်စီးခဲ့ကစစ်ကောင်စီအရာရှိနဲ့တပ်သား16ဦးဒဏ်ရာရရှိခဲ့ပြီး9ဦးသေဆုံးခဲ့တယ်လို့ဖော်ပြထားပါတယ်။ လက်ရှိမှာသတင်းမထွက်စေဖို့အချင်းချင်းစစ်ဆေးမှုများလှုံ့ဆော်ခြင်းလုံခြုံရေးတွန့်မြင့်ခြင်းနဲ့အရဲဝတ်များနဲ့ပူးပေါင်းပြီးနေမြေရှင်းလင်းမှုများလှုံ့ဆော်နေတာကြောင့်တတိထားပြီးသွာလာလှုံ့ရှားကြဖို့ USO ကတတိပေးထားပါတယ်။အဆိုပါတိုက်ခိုက်မှုကို Urban Special Operation USO နဲ့ Shadow SAF တို့ကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာ။ တောင်ငူမှာပြည့်ရထားတာကိုအခွင့်ကောင်းယူပြီးစစ်ကြောင်းထုတ်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ကို ခုခံတိုက်ခိုက်ခဲ့ရာရှစ်ဦးသေဆုံးခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးကြပါမယ်။ ငလင်ဘေးကြီးကျယ်ခန်းစားနေရတဲ့ကာလအတွင်းအပြည့်အခက်ရစဲထတာကိုအခွင့်ကောင်းယူပြီးတောင်ငူမြို့နယ်ပရေကျွာကိုစစ်ကောင်းစီတက်ကစစ်ကြောင်းထိုးလာတာကြောင့်မဖြစ်မနေခုခံတိုက်ခိုက်ခဲ့ရတယ်လို့ဝရဇိန်တပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။ဧပြီလ6ရက်နေ့ကပရေရွာမြောက်ပိုင်းဖုံးတော်ကြီးကျောင်းမှာအထိုင်ချဖို့အင်အားတရာကျော်နဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်းစီတပ်ဖွဲ့ကိုဝရဇိန်အစစ်မြင့် drone တပ်ဖွဲ့နဲ့ချိန်မုံရေးတပ်ဖွဲ့ပြင်းတန်တောင်မြောက်ပိုင်းပြည်သူ့ကာကွယ်တပ်ဖွဲ့တို့ကခုခံတိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲတွင်ရန်သူဂျမ်းမာဧရိယာထဲထိဝင်ရောက်ပြီး drop charge တိုက်ခိုက်ခဲ့ကာစစ်ကောင်စီတပ်ဖွဲ့ကစင်ကလေးအဖြစ်နေချိန်မှာခြေမုံရေးတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာလို့သိရှိရပါတယ်။အဲဒီနောက်လက်နက်ကြီးပစ်ကူတွေကျလာခဲ့ပြီး point 5ဆက်လက်တွင်တရားကောင်းကောင်းနဲ့စစ်ကောင်စီကတံပြန်ပစ်ခတ်ခဲ့တာကြောင့်ရန်သူလက်နက်ကောက်ဖို့ရှေ့ရောက်နေတဲ့ရဲဘော်တွေကိုပြန်ဆုတ်စေခဲ့ရတယ်လို့သိရှိရပါတယ်။ဒါပြင်စစ်ကောင်စီရဲ့လူနာပြန်ပို့မဲ့လမ်းကြောင်းကိုလည်းအသိန်းဆောင်နေတဲ့ပူပေါင်းတပ်ဖွဲ့ကမိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ကတိုက်ပွဲ ဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်၈ဦးသေဆုံးပြီး၅ဦးထက်မနည်းဒဏ်ရာရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။ပူပေါင်းတပ်ဖွဲ့ဘက်ကရဲဘော်တဦးမစိုးရိမ်ရတဲ့ဒဏ်ရာသာရရှိခဲ့ပြီးညာဦးဘက်မှာတော့စစ်ကောင်စီတပ်တွေကတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့တန်မိုးတောင်ရွာကိုလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်နေပြီးရွာတွေကအာစီဖျားကြောင့်ကိုလည်းမိရှုဖျက်ဆီးသွားခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ။ တန်မိုးတောင်ရွာကနေအိမ်များကိုမီးရှို့ပြီးပြန်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးခြင်းပါတယ်။ ကင်းအမျိုးသားစီယုံ KNU တက်မဟာနေတောင်ငူခရိုင်တန်မိုးတောင်ကျွာကနေအများကိုမိရှုပြီးပြန်လာတဲ့စိတ်ကောင်းစိစကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ကနီတွိုင်းလိုက်ဇုံကသတင်းထုတ်ပြန်ထားပါတယ်။ဧပြီလ9ရက်နေ့မနက်09:30မိနစ်ခန့်မှာထုံးဘူကြီးကျွာထွက်မှာ KNU တက်မဟာနေတရင်ကားလောက်ခန့်ကန်နီကြားဒေသကာကွယ်တပ်ဖွဲ့နဲ့ကီးကူစစ်ကြောင်းတောင်ငူခရိုင်3500လေးတရင်တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်စိတ်ကောင်းစိစကြောင်းဟာထုံးဘူ ကြီးစကန်ကိုပြန်ဆုတ်သွားခဲ့ပြီးရွာတွင်းကဈေးဆိုင်များကားဆိုင်ကယ်များကိုထုချီဖြက်စီကလမ်းသွားလမ်းလာခီးတဲ့များကိုရိုက်နှက်ထူမောင်းမှုများပြုလုပ်ခဲ့တယ်လို့သိရှိရပါတယ်။အလားတူဧပြီလ6ရက်နေ့နေ့လယ်2နာရီမှာကဲနီကြားဒေသကာကွယ်တပ်ဖွဲ့မှကဲနီရွာမှာကင်းပုံးလာဝင်နေတဲ့လူစောထီများကိုတွားရောက်ပစ်ခတ်ခဲ့ရာတအူးသေးဆုံးခဲ့ပြီးနှစ်ဦးထဏ်ရန်ရရှိခဲ့တယ်လို့သိရှိရပါတယ်။တောင်ငူလိပ်တို့လမ်းမကြီးပေါ်မှာမနက်6နာရီမှာညနေ6နာရီထိသာတွာလာခွင့်ပြုထားပြီး အရေးပေါ်ကိစ္စများရှိပါကနှီးစက်ရာဖွဲ့စည်းများကိုဆက်သွယ်ကြောင်းကြားပြီးမှသာတွာလာကြဖို့ကဲနီကြားဒေတာကြားခွေတက်ဖွဲ့ကမြစ်တာရက်ခံထားပါတယ်ခင်ဗျာ ကလေးမျိုးနဲ့နှောင်းညောင်ပင်ကျွာပြစ်ခတ်မှုတွင်ပြူစောတိပါဝင် အရတား၄ဦးသေဆုံးခဲ့တဲ့တဲ့ရင်းကိုတင်ပြပေးကြပါရစေ။ဧပြီလ၈ရက်နေ့မနက်၁၂နာရီဝန်းကျင်မှာကလေးမျိုးနဲ့စစ်ကောင်စီလက်အောက်ခံနှောင်းညောင်ပင်ရွာကင်းစခန်းပြစ်ခတ်ခံခဲ့ရပြီးနှောင်းညောင်ပင်ရွာကပြူစောတိပါဝင်အရတား၄ဦးသေဆုံးကတဦးတရားရရှိခဲ့တယ်လို့တည်သူစစ်အဖွဲ့ဝင်တဦးဖမ်းဆီးခံရရတယ်လို့ဒေတာကန်တွေစီကသိရှိရပါရစေ။ အပြန်လဲပြစ်ခတ်မှုမှာတနအိခွဲကြော်ကြားကြာမြင့်ခဲ့ပြီးကိုဖိုးလုံးကိုမင်းမင်းဦးကိုကျော်မင်းစင်နဲ့ကိုစန်းလွင်တို့တည်ဆုံခဲ့ကြတယ်လို့သိရှိရပါတယ်။ဒါအပြင်ပြည်သူ့စစ်အဖွဲ့ဝင်ဦးနွားထီလည်းဖမ်းဆီးခံခဲ့ရပြီးစိတ်ကောင်းစီဘက်ကလက်နက်ကြီးနှစ်ချပ်ပြစ်ခတ်ခဲ့က မနေ့အစောပိုင်း9နာရီဝန်းကျင်မှာကလေးမျိုးစိတ်ကောင်းစီတပ်သားတွေကျေးရွာအတွင်းကိုအင်အားတိုးမြှင့်ချတာခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ။ ဆလင်းမြို့နယ်တောင်ပိုကျွာကိုအကျန်းဖက်စစ်ကောင်စီစစ်ကြောင်းမှမိရှုဖြစ်စီခဲ့တဲ့တရင်ကိုတင်ပြပေးခြင်းပါတယ်။ဧပြီလ6ရက်နေ့ညနေ4:00နာရီဝန်းကျင်ခန့်မှာဆလင်းမြို့နယ်မြောက်ချောင်းပြူကျွော်အုပ်စုတောင်ပိုကျွော်ကိုစစ်ကောင်စီစစ်ကြောင်းမှမိရှုဖြစ်စီခဲ့ကြောင်းဆလင်းမြို့နယ်ပအဖာမှသတင်းထုတ်ပြန်ထားပါတယ်။၄နေရာခွဲရေးမိရှုခဲ့မှုကြောင်းနေ18လုံးနဲ့ဇပကြီးနွားတင်းကုတ်၄လုံးစုစုပေါင်းအဆောက်အဦ20ခုမိလောင်ဆုံးရှုံးခဲ့ရတယ်လို့သိရှိရပါတယ်ခင်ဗျာ။ ကောက်ခုခလာယာ259မှာတက်ကြတူးနဲ့တီးထိန်ခလာယာ269မှာတက်သားနှုတ်လက်နက်နဲ့အနည်းဝင်လာတဲ့သတင်းကို တင်ပြပေးကြပါမယ်။မကွေးတိုင်းပခုတ်ကူမြို့နယ် မြစ်ခြေကျွန်းကြောင့်လျှက်စစ်တာပေးဆက်ရုံမှာတာဝန်ကျနေတဲ့ပကောက်ကူခြေဆိုင်ခလာရ259တရင်မှတက်ကြကြီးတူလက်နဲ့နဲ့တကွာအလင်းဝင်လာတယ်လို့စောက်တန်ဝါရဲဆို PDF ကသတင်းထုတ်ပြန်ထားပါတယ်စစ်တပ်မှာ10နှစ်ကျော်ကြာတာဝန်ထမ်းဆောင်ခဲ့တဲ့တက်ကြကိုဖြူလေးဆိုသူဟာလက်နဲ့အပ်အလင်းဝင်ရောက်ဖို့ဆက်သွယ်လာတာကြောင့်စောက်တန်ဝါရဲဆို PDF ကတွားရောက်ခေါ်ဆောင်ပေးခဲ့တယ်လို့သိရှိရပါတယ်၎င်းတက်ကြဟာ MA2 တနက်တလဲ G-box ၅ခုနဲ့လက်ပစ်ပုံးတစ်လုံးတို့ကို တပါးရေယူဆောင်လာတာကြောင့်ဂုံပြူစုငွေ7340ချီမြင့်ပေးခဲ့ပြီး၎င်းနေထိုင်လူတဲ့ဒေတာကိုပို့ဆောင်ပေးခဲ့တယ်လို့သိရှိရပါတယ်။အလားတူချင်းပြည်နယ်တိရိမ်မြို့ခြေဆိုင်ခလာယာ269တရင်မှာပြည်သူစစ်တပ်နှန်းစဉ်တပ်သားနှုတ်ဟာလည်းလက်နက်ခဲယမ်းများနဲ့တကွာ PDF ဇိုလန်ထံကိုအလင်းဝင်လာခဲ့ပါတယ်။ ဧပြီလ9ရက်နေ့ကအသက်23နှစ်အရွယ်ရှိတက်သားစိုးလင်းအောင်နဲ့ဖိုလာပြေတို့နှစ်ဦးဟာလက်နက်ခဲယမ်းများနဲ့တကွာဆက်သွယ်လင်းဝင်ခဲ့ရာဂုံပြူးစုငွေများပေးရချီးမင်းခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာမင်းတပ်မျိုးသိန်းစစ်စင်ရေးမှာပါဝင်တိုက်ခိုက်ခဲ့တဲ့ရဲဘော်များဂုံပြူးမှတ်တမ်းပေးရခြင်းမြေပြင်တပ်မှုငယ်တနန်းအပတ်စဉ်တေးတနန်းစင်းဂုံပြူးလွာနေလက်နက်ခဲယမ်းတက်ဆင်ခြင်း အခမ်းအနားပြုလုပ်ခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးခြင်းပါတယ် အမတ်တစ်စစ်တေတာမုံရခိုင်အမတ်3တရင်မှာမင်းတက်မြို့သိန်းစစ်စီရင်မှာပါဝင်တိုက်ခိုက်ခဲ့တဲ့ရဲဘော်များအားဂုံပြူမှတ်တမ်းပေးရခြင်းမြေပြင်တမှုငယ်တင်န်းအပတ်စဉ်တင်မြင့်ဆောင်2025တင်န်းစင်းဂုံပြူလာနဲ့လက်နက်ခဲယံတက်စင်ခြင်းခန္ဓာပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်။ ခမားတို့ကိုယ်တိုင်လည်းမြေပြင်မှာတိုက်ပွဲတွေကြုံခဲ့ပြီးပြီးအမိတ်နာခံမှုရှိကိုရှိရမယ်။ကျွန်တော်တို့လူချင်းနဲ့ပန်းတိုင်ရောက်ဖို့စိတ်ကိုစနစ်တူအောင်တိုက်ရလိမ့်မယ်။ကျွန်တော်တို့ရည်ရွယ်ထားတဲ့ပန်းတိုင်ထိမရောက်ရအောင်တွားရလိမ့်မယ်လို့မုံရခိုင်အမှတ်3တရင်မှုမှာမိကုံးပြောကြားခဲ့ပါတယ်။ မင်းတပ်မျိုးသိန်းတိုက်ပွဲမှာရွရွချွချွတိုက်ပွဲဝင်ခဲ့ကြတဲ့ရဲဘော်များရဲ့မိဘတွေကိုမုံရခရိုင်အမှတ်3တရင်မူဆီယာမိုင်းကိုတိုင်ဂုံပြူလာနဲ့တကွာကြာဆုံးရဲဘော်များအတွက်တယောက်ကို30ကျပ်အပြင်းထန်တရားရရှိခဲ့တဲ့ရဲဘော်များအတွက်တယောက်ကို9သိန်းနှုန်းပေးအပ်ခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောင်မင်းတီဟန်မင်းစစ်သွင်းနဲ့ခါရှယ်တို့ကပေးပို့ထားခြင်းဖြစ်ပါတယ်ကျွန်တော်ကတော့ຫນွေဦးလင်ပါ